မြန်မာတော်သတင်းဌာနရဲ့နေ့စဉ်သတင်းသုံးသပ်ချက်တွေကိုကြည့်နေရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီငလီနန်နဲ့ပတ်သက်တဲ့ဒီအဓိကအပြင်နေပြည်တော်ပြင်မနာပေါ့နော်။နေပြည်တော်နဲ့ပြင်မနာတဝိုက်ကငလီနန်နဲ့ပတ်သက်တဲ့နေရာတွေကိုကျွန်တော်တို့လိုက်ပြီးတော့ဟိုမှတ်တမ်းရိုက်တယ်ပေါ့နော်။မှတ်တမ်းရိုက်တယ်။တချို့နေရာတွေမှာကျွန်တော်တို့အင်တာဗျူးတယ်ပေါ့နော်အဓိကအပြင်။အဲ့မှာကျွန်တော်တို့အဓိကပါသွားတွေ့လဲဆိုတော့အဲ့ဒါကျွန်တော်ကအဓိကနှိုင်းရှင်ပြကျင်တာပေါ့နော်။နှိုင်းရှင်ပြကျင်တယ်ဆိုတာဥပမာအဖြစ်လက်ရှိမှာတချို့က blend လုပ်ကြရရှိတယ်။စကိုင်းနဲ့ မန္တလေးရွယ်သွားနေကြတယ်။နေပြည်တော်နဲ့ပြည်မနာကိုကြတော့လာမဲ့သူလဲနေနေတယ်ဆိုသူပြောကြတာရှိတယ်။ဟုတ်လဲဟုတ်ပါတယ်နေနေတယ်။ဒါပေမဲ့နေနေရဆိုတဲ့အကြောင်းတရားလေးရှိတာပေါ့နော်။ဘာလို့ဆိုအဓိကအဖြစ်ပြည်မနာကိုတော့လာကြတယ်။နေပြည်တော်ကိုတော့လာတဲ့သူနေတယ်ဗျ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာကြောင့်လဲဆိုပြီးကျွန်တော်တို့စဉ်းစားတယ်။အဓိကဘာလို့ဆိုဒီဘက်မှာနေပြည်တော်မှာကြတော့သူကအဓိကဝန်ထမ်းအင်ညာတွေများတယ်ဗျ။ဝန်ထမ်းအင်ရများတော့အဓိကအဖြစ်ဝန်ထမ်းအင်ရဆိုတာကအဓိကအဖြစ်တော့ဘာလဲဆိုတော့နိုင်ငံတော်ကပေးထားတဲ့အင်ရတွေပေါ့ဗျာဒါတွေကနော်အဲ့တော့ ဝန်ထမ်းတွေတော်တော်များများကသူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုယူပြီးတော့တချို့ဆိုရင်သူတို့တခြားအိမ်ရှိရင်တခြားအိမ်ကိုရွှေ့တယ်တခြားအိမ်မရှိတဲ့လူတွေကလည်းအဲ့မှာဒီအစိုးရလက်ရှိစီစဉ်ပေးထားတဲ့တဲလေးတွေမှာနေကြတယ်ပေါ့နော်နောက်တစ်ခုအစိုးရရဲ့ထောက်ပံ့မှုတွေရှိတယ်လက်ရှိအနေအထားတွေကိုကျွန်တော်တို့သိသလားပြောတာနော်အဲ့လောက်တွေရှိအဲ့လောက်ရှိတယ်ဒါပေမဲ့ဟိုပြင်မနာတို့ဘာလို့ကြတော့ပြင်မနာတို့သခိုင်းတို့မန္တလေးတို့ကြတယ်လို့မဟုတ်သူတို့ကသူတို့ဆုံးရှုံးလိုက်ရတာသူတို့ရဲ့ကိုပိုင်ပုဂ္ဂလိကအိမ်နေနော်ပုဂ္ဂလိကအိမ်နေအဲ့တော့သူတို့တွေကတော်တော်များများသူတို့အိမ်တွေကို တချို့ကသူတို့အိမ်သားနေဝင်းချင်းမှာပဲတဲလေးထိုးပြီးနေကြတယ်မစွန့်ဘူးပေါ့ဗျာမစွန့်ခွာဘူးသူတို့တချို့သူလို့ရှိရင်သူတို့ရဲ့ပျက်စီးသွားတဲ့အိမ်တွေပြန်ပြင်ဆင်ဖို့အတွက်အခက်အခဲရှိတဲ့လူတွေလည်းရှိရင်ရှိမယ်တချို့ကြောင့်လည်းသူတို့အိမ်တွေကိုပြန်ပြင်ဆင်ဖို့အတွက်ကြိုးစားနေတဲ့လူတွေလည်းရှိတာပေါ့နော်ကျွန်တော်ပြောချင်တာအဲ့အဲ့နှစ်ခုကိုကျွန်တော်နှိုင်းရှင်းပြချင်တာအဲ့တော့ပြင်းမနာမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ကိုယ်ပိုင်အိမ်တွေများတယ်နေပြည်တော်ကတော့အဓိကနိုင်ငံတော်ပိုင်အိမ်တွေဖြစ်တဲ့အတွက်အစိုးရပိုင်အိမ်တွေဖြစ်တဲ့အတွက်တချို့ကတော့အိမ်တွေကနေစွန့်ခွာသွားကြတာပေါ့နော်ဟိုစွန့်ခွာသွားကြတယ်ဘာလဲသူတို့ရဲ့ ကိုပိုင်ပစ္စည်းတချို့တော့ယူပြီးတော့ဆုံးခွာသွားကြတယ်ဆိုတော့ဒါကြောင့်မလို့တချို့နေရာတွေမှာနေပြည်တော်တို့ဘာလို့အကူညီကယ်ဆယ်ရေးတွေမလာဘူးဆိုတာလဲကျွန်တော်တို့ဒါဒါကြောင့်ပဲလို့ကျွန်တော်တို့သတိထားမိတာပေါ့နော်ဒါကြောင့်မလို့သတိထားမိတယ်ဆိုတော့မန္တလေးတို့စကိုင်းတို့ကြတော့သူတို့ရှိမှဆုံးရှုံးမှုတွေတော်များတာပေါ့နော်သူတို့ကိုပိုင်အိမ်တွေဆုံးရှုံးရတယ်ကိုပိုင်အဲ့သူတို့ရဲ့ကိုပိုင်ပစ္စည်းဥစ္စာတွေဆုံးရှုံးကြရတာပေါ့နော်ဒါဒါတွေကျွန်တော်ပြောချင်တာဒါကြောင့်မလို့လဲနေပြည်တော်ရဲ့စကိုင်းရဲ့မန္တလေးရဲ့အကူညီတဲ့လူသွားတာချင်းမတူကြတာဖြစ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ထားပါတော့ ဒါဒါတခုပေါ့နော်ဒါလေးကိုကျွန်တော်သိသိချင်လို့နောက်တစ်ခုကဘာလဲဆိုတော့ဗျဒီနေ့ပေါ့နော်ဒီနေ့ပေါ့မနေ့ကမနေ့ကကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ့နော်နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီကျွန်တော်ဒီနိုင်ငံတော်အင်တာဆိုးရနိုင်ငံရေးဝန်ကြီးဌာနကစာဆောင်ထုတ်တယ်အဲ့ဒီစာမှာရေးထားတဲ့အတုံးနှုံးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကြိုက်တယ်လို့ပြောချင်တာကျွန်တော်မြန်မာနိုင်ငံအနေနဲ့အဲ့လိုပေါ့နော်နိုင်ငံရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်တခြားဌာနတွေပဲဖြစ်ဖြစ်နိုင်ငံတကာနဲ့ဆက်ဆံတဲ့ကြီးညာချက်တွေထုတ်ရင်အဲ့လို ဟိုဘယ်လိုခေါ်မလဲဟိုစကလုံးလူတိုင်းနားလေတဲ့စကလုံးတွေပေါ့နော်ဟိုဒါသူဘာသာပြန်ထားတာပေါ့နော်ဘာသာပြန်ထားတာဟိုအင်္ဂလိပ်လိုတော့ဘယ်လိုရေးထားလဲမသိဘူးဒီဘာသာပြန်ထားတာတောင်ဒီမှာရေးထားတာတွေကဟိုပြောရရင်ကျွန်တော်တို့လူဘိန်းနေတောင်နားလေတယ်ဗျာပြောရရင်တော့အဲ့လိုရေးသေးချင်တာဒါကျွန်တော်ပြောလိုက်တော့ရေးတာကောင်းတယ်လို့ကျွန်တော်ပြောတယ်သူရေးတာကဒီမှာလဲရေးထားတာနှစ်ကြောင်းသုံးကြောင်းလောက်ဖက်လိုက်ရင်ကိုတော်တော်သဘောပေါက်လွယ်တယ်ဗျာသူရေးတာအကြောင်းထက်နေတယ်တဖက်သက်ပြစ်တင်ဝေဖန်မှုတွေကိုဒါဆက်လုပ်နေမယ့်အစားမြန်မာနိုင်ငံကြီးတဘာဝဘေးတုံ့ပြန်ရေးကြိုးစား ကျိုးပန်းဆောင်ရွက်ချက်တွေကိုကူညီပေးရတဲ့မြန်မာပြည်သူတွေနဲ့တသားရင်းရှိရန်ပါကုလသမဂ္ဂကိုမြန်မာနိုင်ငံရဲ့ဝန်ကြီးဌာနကတိုက်တွန်းနေရတဲ့စကလုံးအသုံးအနှုန်းတွေကိုကြိုက်တာကိုပြောရအောင်နော်ကောင်းတယ်အဲ့စကလုံးအသုံးအနှုန်းတွေကျွန်တော်ကြိုက်တယ်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့58ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို24 24နှစ်2025ရက်ကနေ44 2025ရက်တိကျင်းပပြုလုပ်ခဲ့ပြီးတော့လူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးနဲ့မြန်မာနိုင်ငံလူ့ခွင့်ရေး အခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူတို့၏မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာများအပေါ်အနှစ်သာရကင်းသည့်အပြန်အလှန်ဆွေးနွေးမှုများကို၃ရက်၃လ2025ရက်နှင့်20ရက်၃လ2025ရက်တို့တွင်အတည်တည်ပြုလုပ်ခဲ့ကြတယ်တဲ့။ဒါ့အပြင်ဥရောပသမဂ္ဂတင်သွင်းသည့်မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အစုအဝေး၃၄၂025ရက်တွင်သက်ဆိုင်ရာနိုင်ငံကိုခြံလှမ်း၍ဘုံသဘောတူညီချက်မရှိဘဲအတည်ပြုချက်ချမှတ်ခဲ့ခြင်းမှာအတိတ်ပဲပြုဝါသည့်တွဲဆောင်ဆွေးနွေးမှု၏အခြေခံသဘောတရားကိုတည်ထင်စေတယ်တဲ့။ မြန်မာနိုင်ငံမှာ28 3 2025ရက်မှာအင်အားပြင်းသည့်ငလျင်လှုပ်ခတ်ခဲ့ပြီးလူပေါင်း3000ကျော်တေဆုံးကအခြေခံအဆောက်အအုံများဆိုရာပြက်စီးသွားခဲ့ရတယ်တဲ့ရင်းနေမှာမြန်မာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြင်းထန်စွာထိခိုက်ခဲ့သည့်နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိငလျင်ဘေးဒဏ်နေရာများကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီးကုညီပံမိုးလူသည့်မြည်သည့်အဖွဲ့အစည်းကိုမဆိုအထောက်အပံ့များပေးအပ်ရန်ဖိတ်ခေါ်ခဲ့တယ်တဲ့အဖွဲ့ဝင်53ဦးပါတဲ့ အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့်အရေးပေါ်တုံ့ပြန်မှုများနဲ့ပြည်နယ်ထွန်းရေးလုပ်ငန်းများကိုဦးစီးလှုပ်ဆောင်နေရှိတယ်တဲ့အဆိုပါအင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက်မှာနိုင်ငံတော်အစိုးရအနေနဲ့ငလင်ဘေးဒဏ်တစ်နေရာများသို့အစားအစာများဈေးဘက်ဆိုင်ရာအကူအညီများပေးခြင်းနဲ့မဖြစ်မရှိမဖြစ်လိုအပ်သည့်ဝန်ဆောင်မှုများပေးခြင်းတို့အပါအဝင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကိုချက်ချင်းဆောင်ရွက်ခဲ့တယ်။မြန်မာနိုင်ငံအနေဖြင့်တဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ကျိုးပန်းဆောင်ရွက်မှုများတွင်ကုလသမဂ္ဂနှင့်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းအပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုများအတင်ပတ်မှုမှုများကိုကြိုဆိုခဲ့တယ်။ရေးပေါ်ကာလတွင်မြန်မာပြည်သူများနှင့်အတူတသားတည်းရှိကြောင်းပြသယူဝန်내ကြောင်းတဝန်လာပြပခဲ့သည့်ကုလသမဂ္ဂအေဂျင်စီများအပါအဝင်နိုင်ငံများနှင့်အဖွဲ့အစည်းများအားလုံးကိုကျေးဇူးတင်ရှိကြောင်းဖော်ပြတယ်။သူတို့ပေးအပ်တဲ့အပြုအမူများမှာလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ချစ်ချစ်ရင်းနှီးမှုကိုပြသရောက်တယ်။ရင်းကဲသို့တဘာဝဘေးနဲ့ကြုံတွေ့နေရခြင်းမျိုးမြန်မာနိုင်ငံအနေဖြင့် အချို့နိုင်ငံများ၏အကြောင်းထက်နေသောပြည်တင်ဝေဖန်မှုများကိုဆက်လက်ရင်ဆိုင်နေရသည်မှာလွန်စွာဝမ်းနည်းဝဲဖြစ်တယ်။အခုအချိန်မှာမြန်မာနိုင်ငံဟာအမှန်တကယ်လိုအပ်သည်မှာကုညီဖေးမမှုအကူအညီအပြုသဘောဆောင်သည့်ထိတွေ့ဆောင်ရွက်မှုနှင့်တသားတည်းဖြစ်မှုတို့သာဖြစ်ပြီးဝင်တို့ဝင်မှုဖြစ်စေသောနိုင်ငံရေးတွတ်သွင်းသည့်ဆုံးဖြတ်ချက်အဆိုကိုအလိုမရှိပါဘူးတဲ့။မြန်မာနိုင်ငံအနေဖြင့်ဆယ်စုနှစ်သုံးစုကြာကြာပြီဖြစ်သည့်အထူးအစီရင်ခံစာတင်သွင်းသူကဲ့သို့သောလက်တွေ့တံပိုးကင်းမဲ့ပြီးထိရောက်မှုမရှိသည့် လုပ်ပိုင်ခွင့်များကိုအဆုံးသတ်ရန်ကုလသမဂ္ဂအတိုက်တွန်းနေတဲ့ယခုကဲ့သို့တဘာဝဘေးကြောင့်အခက်အခဲများကြုံတွေ့နေရသည့်ကာလတွင်မျှတ၍လက်တွေ့ဆန်သောချိကမှုဖြင့်မြန်မာနိုင်ငံ၏တဘာဝဘေးတုံ့ပြန်ကြိုးပမ်းမှုဆောင်ရွက်ချက်များကိုကုညီပံ့ပိုးရန်နှင့်မြန်မာပြည်သူများနှင့်တသားတည်းရှိရန်လဲကုလသမဂ္ဂကိုတိုက်တွန်းနေဆိုပြီးနိုင်ငံရေးဝန်ကြီးဌာနတုံ့ပြန်ချက်များဖော်ပြထားတယ်ကျွန်တော်အရင်ကြိုက်နိုင်ငံဦးနေမှာတော့ဟိုဘယ်လိုခေါ်မလဲဒီသူတို့ဟိုအင်္ဂလိပ်လိုတော့ဘယ်လိုရေးထားလဲကျွန်တော်မသိဘူးဒါပေမဲ့ ဒါအင်္ဂလိပ်လိုရေးထားတာဗမာလိုပြန်ထားတာဖြစ်မယ်စကားလုံးတွေအထီရောက်တယ်ကျွန်တော်တို့ဒီလိုပြောရတော့မယ်အချိန်ရောက်ပြီဗျဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဒီလောက်လူနေမှုအဆင့်တန်းနှိမ့်ကြတာတွေကျွန်တော်တို့တိုင်းသူပြည်သားတွေဆင်းရဲတာတွေဟာဘာမှအတိတ်ပဲမရှိတဲ့စီးပွားရေးပိတ်ဆို့မှုတွေနော်ဘာမှအတိတ်ပဲမရှိတဲ့နိုင်ငံရေးသွတ်သွေးမှုတွေကြောင့်ဖြစ်တယ်ဒါတွေကျွန်တော်တို့အရင်တည်းကလည်းကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ထောက်ပြပြောဆိုခဲ့တာရှိတယ်နော်ဆိုတော့ဒီဟာဒီထုတ်ပြန်ချက်ကကျွန်တော်တို့ပြောရရင်တော့ ဟိုအကြိုက်ဆုံးပဲလို့ကျွန်တော်ပြောချင်တယ်ပဲနော်အကြိုက်ဆုံးပဲသူတို့ဘောသူတို့ဟောလာဒီဘောမှာတုံ့ပြန်ခြင်းမတုံ့ပြန်ခြင်းမသိဘူးဒါဟာရိုးသားပြီးတော့ထိရောက်တဲ့တုံ့ပြန်မှုပဲဘာကြောင့်လဲဟောလာကျွန်တော်တို့မြန်မာနိုင်ငံဘယ်လောက်ဆင်းရဲတယ်ဆိုတာနော်ဘယ်လောက်ကျွန်တော်တို့ရှိမှလူနေမှုအဆင်တန်းနေနေဆိုတာနိုင်ငံတကာကိုထွက်ပူးတဲ့လူရင်းသိတယ်ဆိုတော့အဲ့ဒီဘက်မှာဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံရေးကိုချိတ်ဆက်ထားတာဥပမာပြန်လာတက်မတော်ကလုံလိုက်လို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုတာကိုလက်မခံခြင်းနဲ့အုပ်စုတွေကဒီတိုင်းပြည်ကဟာလာ ာဒီတက်မတော်ကြောင့်ဖွံ့ဖြိုးမှုနှိမ့်ကြတာပါဆိုတော့ပုံရိပ်ကိုမပေါ်ပေါ်အောင်နိုင်ငံတော်မှာစီးပွားရေးပိတ်ဆို့ခိုင်းတယ်မြန်မာပြည်ကိုရင်းနှီးမြှုပ်နှံမှုတွေမလာခိုင်းမြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်ဟလာပုံတရံတနည်းနဲ့ဆက်ဆံတယ်ပုံတရံအမျိုးမျိုးပေါ့ဒါတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပြောရရင်နိုင်ငံရေးရည်ရွယ်ချက်တစ်ခုကြောင့်လူ့ဖွဲ့စည်းတစ်ခုနဲ့တိုင်းပြည်တစ်ခုကိုရည်ရွယ်ချက်ရှိရှိစည်ရနေကြအောင်လှုပ်ထားတယ်လှုပ်ဆောင်ချက်တွေရရက်ကိုရက်ပြရတော့မယ်နိုင်ငံတကာတွေအနေနဲ့ဒါကျွန်တော်တို့ကောင်းကောင်းတွေ့ဟဲ့လားဥပမာအပြင်ထားပါတော့ကမ္ဘောဒီးယားဆိုလို့ရှိရင် သူ့နိုင်ငံမှာဆန်ရှင်တွေပိတ်ဆို့လို့ဆန်ရှင်မှုထားတာဒီနိုင်ငံကပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်တဲ့အချိန်မှာကမ္ဘောဒီးယားကတိုးတက်လာပြီအဲ့တိုးတက်မှုကိုလည်းနိုင်ကမ္ဘောဒီးယားနိုင်ငံသားတွေခံစားနေရတယ်ဗီယက်နမ်လည်းဒီလိုပဲဗိုလ်ချုပ်ကြီးတန်းရွှေလက်ထက်ကကျွန်တော်မှတ်မိသေးတယ်ကျွန်တော်တို့အမြဲပြောတယ်ကျွန်တော်တို့အဲ့အချိန်မှာကျွန်တော်တို့အရွယ်ကောင်းနေပေါ့ဟုတ်လား1996မှာ95မှာပေါ့95ခုနှစ်မှာဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်လိုက်တယ်အဲ့95မတိုင်ခင်ဗိုလ်ချုပ်ကြီးတန်းရွှေက1992ကနေပြီးတော့ကျွန်တော်တို့ဒီဟိုနေ့မှာ2010ထိပေါ့နော် တောင်းယူတယ်သူ92မှာစပြီးတောင်းယူရင်းစပြီးတော့မြန်မာပြည်ကတဟုန်လို့တိုးတက်လာတယ် တော့တုံတို့တိုးတက်လာပြီးတော့ visit မြန်မာရေးရပါကျွန်တော်လို့ဖို့လုံနေတဲ့အချိန်မှာ1995မှာဒေါ်ဆန်းစုကြည်ကိုပြန်လှုပ်ပေးလိုက်ပြီးအချိန်မှာအာမြန်မာနိုင်ငံကိုဒီတိုင်းထိုင်ကြည့်နေတော့မှလားစီးပွားရေးပိတ်ဆို့ရမယ်ဆိုလှုပ်လိုက်တဲ့အချိန်မှာတိုင်းပြည်ကချက်ချင်းစီးပွားရေးကြဆင်းသွားတယ်ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ပြောချင်တာကျွန်တော်တာမန်ပြည်သူတွေအနေနဲ့ကစစ်တပ်ပဲလှုပ်လို့ဘယ်သူပဲလှုပ်လို့တိုင်းပြည်တိုးတက်တာကိုလက်ခံတယ် ဒါပေမဲ့နိုင်ငံရေးအုပ်စုတွေအနေနဲ့ကစစ်တပ်လှုပ်လို့တိုင်းပြည်တိုးတက်သွားမှာလက်မခံခြင်းပုံစံဖြစ်နေတယ်အဲ့တော့အဲ့ဂျားမှာပြည်သူလူထုကခံစားနေရတာပြဿနာဒါပဲအဲ့စစ်တပ်အုပ်ချုပ်လို့တိုင်းပြည်တိုးတက်သွားရင်ငါတို့နိုင်ငံရေးသမားတွေခွေးဖြစ်သွားမယ်ဆိုတော့ဒီနိုင်ငံရေးသမားတွေကောင်းကောင်းသိတယ်အဲ့တော့သူတို့ကစစ်တပ်အုပ်ချုပ်နေတဲ့ခေတ်မှာ တိုင်းပြည်ကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဟလာမတိုးတက်အောင်ဖွံ့ဖြိုးတိုးတက်မှုမရှိအောင်ဒုက္ခရောက်အောင်ပုံစံမျိုးနဲ့လုပ်နေတာဒါပဲကျွန်တော်တို့တိုင်းပြည်ဆင်းရဲရတဲ့အခြေခံအကြောင်းရင်းကကျွန်တော်ပြောချင်တာเนาะအဲ့တော့ ဒီလိုစာမျိုးဟုတ်လားကုလသမဂ္ဂကိုပေးတယ်ဆိုတာကျွန်တော်လက်ခံတယ်ဒါမျိုးပေးဖို့ပြရဘာကြောင့်လဲဆိုတော့တိတ်အိပ်ပဲမရှိဘူးဗျာဟုတ်လားအခုဆိုလို့ရှိရင်ဒီတက်မတော်ကသူဒီနိုင်တော်ကြီးကဘုံမွေးမြောင်းလိုက်သူပြောထားတယ်ကျွန်တော်ရွေးကောက်ပဲလုပ်ပေးမယ်ခင်ဗျားတို့ရွေးကောက်ပဲမဝင်ပြိုင်ကြပါနိုင်တဲ့ပါတီကိုအာဏာပေးမယ်တရှင်းရှင်းလေးပဲအဲ့တော့ဘာလဲဆိုတော့အဓိကကဟိုနိုင်ငံရေးထွက်ပေါက်ကိုနိုင်ငံရေးနည်းနဲ့ရှာကြပါတိုင်းပြည်ကိုစင်းရဲအောင်လုပ်ပြီးတော့သူ့လက်ညှိုးထိုးငါလက်ညှိုးထိုးဆိုတဲ့ပုံစံမျိုးနဲ့မရှာဖို့လိုတယ်နော်အခုတိုင်းပြည်ဟုတ်လားကျွန်တော်တို့ဒီမနေ့မှဆိုတော့ကျွန်တော်တို့ အဲစကိုင်းတို့မန္တလေးမြို့မှာဆိုလို့ရှိရင်တချို့ဟုတ်လားချမ်းသာပါတဲ့လူတွေဆိုတဲ့လူတွေတော့နေချင်းညချင်းရှစ်ဆက်ဘလို့ရှစ်ဆက်ရမှမသိဘူးဆိုတဲ့ပုံစံတွေဖြစ်သွားတယ်။ဒါမဲ့လားနိုင်ငံတော်အကူအညီတွေလာတယ်။ဒီနိုင်ငံတော်အကူအညီလာရဆိုရင်လာချင်တိုင်းလာလို့မရဘူး။နိုင်ငံတော်မှာရှိတဲ့ဟုတ်လားနိုင်ငံတော်အုပ်ချုပ်နေတဲ့အုံင်းတွေကဟုတ်လားဒီခေါင်းဆောင်တွေနိုင်ငံတော်အုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေကခွင့်ပြုမှလာလို့ရတာ။အဲ့တော့တိုင်းပြည်မှာရှိတဲ့လူတွေဒုက္ခရောက်တာကိုမမြင်ချင်တဲ့ဒါပြောရရင်ဘုံမွေးမင်းအောင်လာရင်အရန်ကိုစမတ်ဖြစ်တယ်လို့အရန်ကိုမျှော်မြင်ရှိတယ်လို့ကျွန်တော်ဒီနေရာမှာထပ်ပြီးကြီးကျူးခြင်းတယ် ချက်ချင်းပဲဖြစ်ပြီးရတယ်ကျွန်တော်တို့ဟလာကူညီတာလက်ခံပေးပါမယ်ဆိုချက်ချင်းတို့ချက်ချင်းရောက်လာတယ်ရောက်လာတဲ့အချိန်မှာဥပမာသူတို့တွေဒါကူညီတဲ့အတွက်ကျွန်တော်တို့ရှိမှာအချိုးမြတ်တွေအများကြီးရတယ်တစ်ကနိုင်ငံတကာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပဂတိအခြေအနေကိုသူတို့မြင်သွားတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့ဘာလိုချင်တယ်လိုအပ်ချက်တွေသူတို့မြင်သွားတယ်အဲ့လိုပဲနိုင်ငံတော်အစိုးရရဲ့တကယ် image ပေါ့နော်တကယ်ပုံရိပ်စစ်စစ်ကိုသူတို့မြင်သွားတယ်အဲ့တော့ပြောရလို့ရှိရင်ဒါတွေကပြောရရင်ကျွန်တော်တို့ကနိုင်ငံတကာနဲ့ဟိုထိတွေ့တဲ့ အခြေအနေလေးကတော့မကောင်းဘူးဗျာဒါကိုဒုက္ခရောက်တဲ့အချိန်မှာလာထိတွေ့ရတာပေါ့နော်ဒါတွေကတော့မကောင်းဘူးသို့ပေမဲ့ကျွန်တော်တို့ဒီလိုထိတွေ့မှုအောင်နေပြီးကျွန်တော်တို့အကျိုးမြတ်တွေအများကြီးရတယ်ကျွန်တော်နိုင်ငံသားတွေလည်းအကျိုးမြတ်တွေရတယ်ဟောနိုင်ငံတကာဆိုတာဒါပါလားဟုတ်လားနိုင်ငံသားရဲ့ဟိုကုညီခြင်းတယ်ဆိုတဲ့ဆန္ဒတွေကိုလက်ခံပေးတဲ့အတွက်ဘုံချုံမီမေအွန်လိုင်းကစမတ်ဖြစ်တယ်ဒါမျိုးတွေပေါ့နော်ဒါတွေအများကြီးရတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာမှန်တယ်ကုလသမဂ္ဂတို့ EU တို့ဘာညာဘုရားဒီအဖွဲ့အစည်းတွေအနေနဲ့အကျိုးမရှိတဲ့အလုပ်တွေကိုလုပ်နေမယ်ဆိုတာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဟိုစစ်တပ်ပဲဖြစ်ဖြစ်ဘယ်ပါတီပဲအုပ်ချုပ်အုပ်ချုပ် ဟိုလမ်းဖွင့်ပေးတဲ့နေဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့အဓိကအပြင်အဲ့ဒါဒီစီးပွားရေးပိတ်ဆို့မှုတွေဘာတွေဒါတွေကိုလမ်းဖွင့်ပေးတဲ့နေလို့နော်ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့သုံးသက်ခြင်းတယ်ဒီလိုသုံးသက်ခြင်းတယ်ဆိုတော့ဒါလေးပါဒါကြောင့်လို့ကျွန်တော်တရားဝင်ဖြစ်တယ်ဒီစာလေးရေးထားတာကြိုက်တယ်လို့ကျွန်တော်ပြောချင်တာနော်နောက်တစ်ခုကပါလဲဆိုတော့နောက်တရင်တစ်ပုဒ်ကငလီနံညောက်ထိခိုက်ပျက်စီးခဲ့မှုအတွက်ငွေကြေးကောက်ခံမှုဆောင်ရွက်ငွေကြေးကောက်ခံမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးတော့တဲ့ငွေကြေးထောက်ပံ့မှုတွေဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးတော့တဲ့ ရသည်ရတဲ့တဲ့နေရာများအလုံးကိုမျက်များတတရရှိစေရီဆောင်ရွက်သွားရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကစကိုင်းတိုင်းဒေသတွေမှာရှိတဲ့ငလင်တန်တင့်ဒေသများကိုတွားရောက်ကြည့်ရှုစစ်ဆေးစီမှာပြောကြားခဲ့တယ်တဲ့အဓိကအပြင်လက်ရှိအနေအထားမှာငလင်တန်နဲ့ပတ်သက်ပြီးတော့စကိုင်းမန္တလေးပေါ့နော်နေပြီးတော့ပြင်မနာစတဲ့နေရာတွေကတကယ်တော်တော်များများခံလိုက်ရရှမ်းပြည်ပဲပေါ့နော်ရှမ်းပြည်လည်းပါတော့မကွေးတိုင်းလည်းပါတော့ပေါ့နော်တော်တော်များများအနေနဲ့အများခံစားလိုက်ရတယ်အဲ့တော့လက်ရှိအနေအထားမှာနိုင်ငံတကာကလည်းသူတို့ ကူညီပံ့ပိုးမှုတွေလုံလဲလုံနေလို့ထပ်လဲလုံအောင်ပါဘောနော်ဆိုတော့ဒါတွေအတွက်ကိုဟိုရရှိလာမဲ့ထောက်ပံ့တွေကိုဘယ်လိုခေါ်မလဲမှန်မှန်ကန်ကန်ပေါ့နော်မျှဝေပေးဖို့ဒါကိုပြောရတာဒါကလည်းပြောရရင်နိုင်ငံတော်အကြီးအကဲတယောက်အနေနဲ့ထုတ်ကူပြောရမယ့်အရာဗျတချို့ကိစ္စတွေမှာကဒါတော့ကျွန်တော်ဘလူးမှာ blame တာမဟုတ်ပါဘူးเนาะကျွန်တော်ပြောထားချိုးပိတ်ကိစ္စတွေမှာဒါလည်းဖြစ်ခဲ့ဦးတဲ့တာရကတွေရှိလို့ပေါ့เนาะတချို့ကကိုကိုယ်ကိုယ်မခံစားရတဲ့အခါကျတော့ဒုက္ခကြောင့်နားမလဲဘူး နားမလဲခါကျတော့ရရှိလာတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအလဟတာကုကြိုးတဲ့သုံးလိုက်တာရှိတယ်အခုကျတော့ဒါကြီးဟလာကျွန်တော်သတင်းဌာနတွေကလည်းဒီဖြစ်ပျက်နေတဲ့ဟာတွေအားလုံးကိုနိုင်ငံတကာအောင်ပြည်တွင်းမှာရှိတဲ့လူတွေရောပြအောင်ဟိုမြင်အောင်အချိန်မေးပြအောင်ပြီးအချိန်နဲ့တပြေးညီပြသပေးနေတယ်အဲ့တော့ဒီဒုက္ခကြီးကိုဟလာဒေတာဆိုင်ရာဒီငလင်တခံလိုက်ရတဲ့ဒေတာမှာရှိတဲ့လူတွေဘလို့ဘလောက်ခံစားလိုက်ရတယ်ဆိုတာဒိုင်းပြည်လုံးနဲ့နားလဲလိမ့်မယ်သိလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီဒုက္ခခံစားလိုက်ရတဲ့လူတွေရရှိမဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေ ကူညီကယ်ဆယ်ရေးအထောက်အကူပြုဟလာငွေကြေးတွေဒါတွေအတွက်ကိုအလွဲသုံးသားမလုပ်ဘဲနဲ့တကယ်မှန်မှန်ကန်ကန်နဲ့ထောက်ပံ့ကြဖို့လိုအပ်တယ်ဒီအတွက်လည်းကျွန်တော်တို့ရှိမှလက်ရှိကျွန်တော်တို့ကတော့မူဝါဒချထားတယ်တစ်ကတော့ဒီအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ disaster consequence ပေါ့ခေါ်မအောင်နော်ရောက်တူတခုဖြစ်သွားရင်ကျွန်တော်တို့ကဖြစ်သွားတာကိုကျွန်တော်တို့သတင်းသမားအနေနဲ့ဖော်ပြလိုက်တယ်ဒါကတာဝန်ကြီးလားမကြီးသေးဘူးဒီအပေါ်မှာနိုင်ငံတော်အစိုးရအနေနဲ့ဘယ်လိုစီမံလဲ ဘလို့ဟလာဟိုဘလို့ခေါ်မလဲဟိုတိဆောက်တယ်ဒါတွေကိုလည်းကျွန်တော်တို့ဆက် ပြီးတော့ပြသဖို့တောင်းရင်ရှိတယ်အဲ့တော့ကျွန်တော်တို့ကလည်းအမြဲဆောင်ကြည့်နေမှာပဲဒီရရှိလာတဲ့ငွေကြေးတွေဘယ်လောက်ရှိတယ်လဲဒီငွေကြေးတွေကိုဘလို့ဟလာဘလို့ထောက်ပံ့ကူညီမှုတွေဘလို့လုပ်တယ်လဲပေါ့နော်ဒီအရာတွေကိုကျွန်တော်တို့ပြတော့နေနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ရှာဖွေပြီးတော့တင်ဆက်ပေးသွားမယ်เนาะအဲ့အတွက်လည်းအဲ့လိုတင်ဆက်တဲ့ခါမှာလည်းဗုဒ္ဓါလုထားတဲ့လူတွေရှိရင်လည်းကျွန်တော်တို့သတင်းဌာနကိုဟိုဘလို့ခေါ်မလဲ online မဖြစ်ဘူးဟိုဘလို့ခေါ်မလဲ အညိုးသရှိမလုပ်ကြဟုတ်လေလို့ကျွန်တော်တို့ကမမှန်ကန်ကန်တင်ပြပေးသွားဖို့ကျွန်တော်တို့ဒီ plan ကိုဆွဲထားတယ်နော်အဲ့တော့ပြန်လဲတိဆောက်ရေးတွေဒီမှာကုညီကယ်ဆယ်ရေးတွေလုပ်ငန်းတွေမှာအစိုးရကဘယ်လိုလှုပ်ဆောင်လဲတက်ဆိုင်ရာဖွဲ့စည်းတွေကဘယ်လိုလှုပ်ဆောင်လဲဆိုတော့ကျွန်တော်တို့ပုံစံပုံစံတနည်းနဲ့တင်ပြဖို့ကျွန်တော်တို့မူရာရေးဆွဲထားပါတယ်ကျွန်တော်ဒီအားလေးကိုဖတ်ပြတာပါအဓိကအဖြစ်ပါလဲဆိုတော့လက်ရှိနိုင်ငံတော်အကြီးအကဲဟာ smart ဖြစ်တယ်ရှေ့ကိုကြုံမြင်တတ်တယ်ကျွန်တော်ပွင့်လင်းပြောရင် तू အလောက်စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်မထင်တာဘူး ဘာလို့ကျွန်တော်ကိုယ့်ဘောက်ကိုဟဲ့ဟုတ်ပြီငါနိုင်ငံတော်အကြီးကဲတယောက်နေရမှာဆိုငါဘာလုပ်မလဲစဉ်းစားကြည့်နော်ကျွန်တော်တို့အဲ့လောက်မတွေးနိုင်သူဒီဖြစ်ဖြစ်ချင်းမှာပဲနော်ဒါဖြစ်ဖြစ်ချင်းနိုင်ပိုင်းမှာပဲပေါ့နော်နိုင်ငံတကာအကူအညီတွေကိုကျွန်တော်တို့လက်ခံပါမယ်ဆိုတဲ့ဟာဒီအမျော်မြင်ကြီးကအကြီးကြီးဗျအကြီးကြီးသူ့အနေနဲ့နော်ဟိုလက်ရှိနေထားမှာလဲဒါဖြစ်လာနိုင်တဲ့ဟာတွေပေါ့ဗျာဒီရရှိမှကိုကြီးထောက်ပံ့ရင်ပစ္စည်းတွေကိုလဲသုံးသားမလုပ်ကြနဲ့နော်ဆိုတာနောက်တစ်ခုပါပြောလဲဆိုတော့၈နှစ်၁၄၅နှစ်ကိုပါသူကြိုပြီးတော့ပြောလိုက်ပြီ ဒီအဆောက်အဦနောက်တစ်ခါအဆောက်အဦတွေစောင့်ရင်တေချာစီးစေရမယ်။နောက်တေချာစီးစေရမယ်ဆိုတော့ဒါတွေပြောတယ်နောက်တစ်ခုကတချို့အဆောက်အဦတွေကိုမြန်မြန်ဆန်ဆန်ဖြတ်ရမယ်။မြန်မြန်ဆန်ဖြတ်ပြီးမြန်မြန်ဆန်ပြန်စောင့်အောင်မှရှိတယ်။ပြောရရင်ပြန်လက်ရှိဖြစ်ပေါ်နေတဲ့ဟာတွေကိုဟိုဘယ်လိုခေါ်မလဲ။နောက်ဖြစ်လာနိုင်တဲ့ဟာတွေနဲ့ပါသူတွက်ပြီးတော့သူပြောသွားတာတွေရှိတယ်။အဲကြောင့်ကျွန်တော်ပြောတယ်ဟိုစစ်ပွဲတွေတည်းကကျွန်တော်ပြောတယ်။ခင်ဗျားတို့ဒီလက်ရှိဗိုလ်ချုပ်မှုကြီးကိုခင်ဗျားရှော့မတွက်နဲ့သူ့ရဲ့ဒီ brain ကအများကြီးရှေ့ကိုပြေးတယ်။အများကြီးရှေ့ကိုတွက်ထားတာတွေရှိတယ်ဆိုကျွန်တော်ပြောတယ်။ နော်အခုလေအဲ့လိုတွေကြုံနေရခင်ဗျာနောက်တစ်ခုဒါဒါဒီသတင်းတစ်ပုဒ်ပေါ့ထားပြပါနောက်တစ်ပုဒ်ကျွန်တော်ပြောပြမယ် MND ရေဖွဲ့ကြီးလာရှိကနေဒူရတော့မယ်ကျွန်တော်အရင်တည်းကပြောတယ်ဒီ MNDA တစ်တုံညာနှစ်ခုဆိုတဲ့ operation ကြီးဟာ PDF ကိုကျုံသွင်းပြီးတော့တတ်တဲ့ပွဲကြီးလို့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ပြောပြတယ်မဟုတ်ဘူးဒီတိုက်ပွဲဟာမာဗျူအတိုက်ပွဲကြီးကျွန်တော်ပြောတယ် PDF ဒီဒီဟလာဒီပြောရရင်ဒီလာရှိုးတိုက်ပွဲဘာညာမှာ ် MNDA နဲ့ဝင်တိုက်တယ်ပါတယ် PDF ဒီပြောရရင်ပပဆက်ဆက်သေးတယ်ပပဆက်ဆက်သေးတယ်ကျွန်တော်စစ်ပွဲတိုင်းမှာ မာဖီယာရှိတယ်ဒီပွဲကြီးကမာဖီယာစစ်ပွဲကြီးလို့ကျွန်တော်ပြော AA နဲ့တိုက်နေတိုက်ပွဲရယ်ကျွန်တော်ပွင့်နေထပ်ပြောမယ်မာဖီယာစစ်ပွဲပဲဘာမာဖီယာလဲဆိုတော့ကျွန်တော်နောက် AC ရှင်းပြအောင်အခုကကျွန်တော်တို့ကသိပြအခန်းချင်းနေပါညာဘောเนาะဒါတွေကလည်းတိတ်မကောင်းတဲ့အတွက်เนาะအတန်လုံးတာအတန်လည်းတိတ်မလုံးဒါကြောင့်မလို့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောတာတိတ် AC ကြီးတော့မပြောဘူးเนาะအဲ့တော့အခုဆိုရင်ဒါပြောရရင် MNDA လာရွှေကနေပြန်ထွက်ခွာတော့ ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအနည်း80မြောက်တက်မတော်နေမှာဘုရုပ်ဇော်မင်းထုံးလေကျွန်တော်အဲ့ဒါမေးခဲ့တယ်။ဘုရုပ်ဟိုဘုရုပ်ဒီဟလာဒီဟိုနေ့မှာအဲဒီဟိုနေ့ပါလေကျွန်တော်တို့တရုတ်နဲ့တရုတ်နိုင်ငံမှာအဲ MNDA နဲ့ရနိုင်ငံတော်အစိုးရကိုယ်စားလှယ်ဖွဲ့ကြီးဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ဘာကြိုးများလဲမှမရဘူးဆိုပြီးတော့နိုင်ငံကမီဒီယာတွေကပြောနေကြတယ်အဲ့အတွက်ဘာပြောကျင်လဲလို့ပြောတဲ့ခါမှာဘုရုပ်ဇော်မင်းထုံးအဲ့မှာတွေကသူပြောခဲ့တဲ့ရှိတယ်။မဟုတ်ဘူးတဲ့သူတို့တွေပြောကျင်တာရှောက်ပြောနေရတယ်ကျွန်တော်တို့အကျိုးရလက်ကောင်းနေအများကြီးရပါတယ်သူအဲ့ဒါပြောခဲ့တယ်။ဥကဘာလဲဆိုတော့ ဒီလက်ရှိနိုင်ငံတော်ထိပ်ပိုင်းကောင်းဆောင်တွေအနေနဲ့မီဒီယာတွေကိုပဲသူတို့ပြန်လှည့်စားတတ်လာပြီနော်မီဒီယာတွေကိုပဲပြန်ဟုတ်တယ်ဒီလက်ရှိ information technology ခေတ်ကြီးမှာကျွန်တော်တို့ကတချို့ကိစ္စတွေမှာမှန်တယ်တစ်ကသတင်းမှန်ရမယ်ယူသားရမယ်အဲ့ဒီပုံမှာတော့အခြေခံမယ်ဒါပေမဲ့ဒီမီဒီယာတွေကိုလည်းပြန်လှည့်စားနိုင်ရမယ်နော်ဒါသိအရေးကြီးတယ်ဒါတွေပြောရရင်ဒါဗီဒီယိုဆိုပင်ထုတ်နေတာအများကြီးသိပါဆိုတော့ဒါမျိုးတွေတော့လုံးလာတယ်အဲ့တော့ဘာလဲဆိုတော့ဒီကလက်ရှိနေထားမှာ MND ဒီအဖွဲ့တွေလာရှိကနေပြန်ထွက်ခွာရအောင်မယ်ဆိုတော့ကျွန်တော်ကအမြဲကျွန်တော် ပြောတယ်အဲ့မှာတွေကခင်ဗျားစဉ်းစားကြည့်ဗျာ ဒီလောက်ဟလာဘယ်လိုခေါ်မလဲအုံနဲ့ကျင်းနဲ့ ambush လုပ်နေတဲ့အဖွဲ့အစည်းတစ်ခုကိုခမစူးစီးမှုတစ်ခုမလုပ်ဘဲနဲ့ဘယ်လိုဘယ်လိုဖြိုခွဲမလဲဟုတ်လား PDF ဆိုတဲ့အဖွဲ့စပေါ်လာတဲ့အဖွဲ့မှန်တဲ့ဒီကောင်နေအင်အားကောင်းတယ်လူအင်အားရန်ကောင်းတယ်အဲ့လိုပဲသူတို့ data ဆိုင်ရာတွေမှာကြွမ်းကျင်မှုရှိတယ်အဲ့ဒါကြောင့်လည်းသူတို့ကဘာလုပ်လဲဆိုတော့အဓိကအဖြစ်ပျောက်ကြားစစ်နီးပြွာကိုတုံးတယ်အဲ့ပျောက်ကြားစစ်နီးပြွာကြီးကိုဒီဘက်မှာရှိတဲ့တက်မတော်အနေနဲ့ရင်ဆိုင်တိုက်ပွဲကြီးဆင်နေဖို့ဆိုတာမလွယ်ဘူးအဲ့တော့ဒါကြီးကိုတနေရာမှာစုကိုစုရလိမ့်မယ် ဲ့ဒီစုဟာလည်းဒီ MNDA နဲ့တိုက်ပွဲတွေဒီလာရှိုးတို့ဘာလို့ကဒါတေးကြတယ်ဒါဟာ PDF တပ်ပွဲဖြစ်တယ်လို့ကျွန်တော်သုံးသပ်ပြခဲ့ရရှိတယ်။ online ဖြစ်ကြည့်လိုက်။ဆိုတော့ဒါမျိုးတွေပေါ့နော်။အဲ့တော့ဟိုစစ်ပွဲမှာတော့ဗျာမာဖီးယားရေးဆွဲရတဲ့အခါမှာတော့ဟိုဘယ်လိုခုံးလဲကိုယ့်ဘက်ကလည်းဆုံးရှုံးမှုတွေတော့ရှိမှာပေါ့။ဒါပေမဲ့လည်းတစ်ကကျွန်တော်တို့ကဟိုတိုက်ပွဲလေးတွေရှုံးမိမဲ့စစ်ပွဲကြီးနိုင်တယ်ဆိုတာမျိုးနော်ဒါမျိုးကိုကျွန်တော်ပြောချင်တာပါဟလာတိုက်ပွဲလေးတွေရှုံးမယ်တကယ်မာဗျူကဘာလဲဆိုတော့ဒီ NUG နဲ့ PDF အုပ်စုတွေကိုအမြင့်ဖြတ်ဖို့လေ အဲ့ဒီကဒီရခိုင်စစ်ပွဲကိုလည်းကျွန်တော်တို့ကဒီလိုပဲသုံးသပ်ထားတယ်ရခိုင်မှာလည်းတချို့အရာတွေကတော့ဟိုပြောရရင်တော့ဗျာဟိုဘယ်လိုခေါ်မလဲဟိုအောက်ချီမှာတော့သူကြိုက်ကြတဲ့တိုက်နေကြမယ်ဒါပေမဲ့တကက်စစ်ပွဲကြီးရဲ့မဟာဗျူဟာကြီးကိုသုံးသပ်လိုက်ရင်ဒါလည်း PDF အတွက်အစာချကြွေးထားတာပဲအုံလာတဲ့ကောင်ဒီမှာပဲအခုကြတော့ပြောရရင်စကိုင်းနဲ့မန္တလေးဂွင်ထဲမှာကြတော့ PDF ကိုမဟာဗျူဟာနဲ့တောင်တိုက်ဆရာမလို့တဘာဝတရားကြီးကတိုက်ထုတ်ပလိုက်တယ်ဆိုတော့ဒါမျိုးတွေပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ဒါကနိုင်ငံတော်မှာရှိတဲ့အကြီးအကဲတွေရဲ့အမျှော်အမြင် တော့ဒီစစ်ပွဲကိုဟလာစစ်ပွဲရဲ့တို့နိုင်ငံတော်ရဲ့ဟိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဒါတွေအားလုံးကိုချိတ်ဆက်ပြီးတော့သွားတာပေါ့ဗျာနော်ချိတ်ဆက်ပြီးသွားတာအခုဆိုရင်ပြောရလို့ရှိရင်ဟိုငလင်ကြီးလှုပ်သွားတယ်ဒီမှာရှိတဲ့ victim တွေပေါ့နော်ဒီပြောရရင်ထိခိုက်ဒဏ်ရာရတဲ့လူတွေတော့စိတ်မကောင်းစရာပဲစိတ်မကောင်းစရာပဲသူ့ပြင်မဲ့လဲဒီဘက်မှာစီမံဆောင်ရွက်ချက်တွေကလျင်မြန်တယ်လို့အကျိုးရှိတယ်လက်ရှိမြန်မာနိုင်ငံရဲ့လက်တလောအခြေအနေတွေရောနောက်နာကတ်အတွက်အခြေအနေတွေအတွက်ပါ ခြုံငုံမိအောင်စီတင်လုပ်ကန်နေတာတွေတွေ့ရတယ်ဒါတွေကိုလည်းမြင်အောင်ကြည့်ပါဒါပေမဲ့တာမန်ပြည်သူတွေကတော့ဒီကိစ္စတွေမြင်မှာမဟုတ်အမှန်တည်းဒီကိစ္စတွေကကျွန်တော်တို့သတင်းသုံးသပ်တဲ့သတင်းသမားတွေရဲ့မှာတာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့သုံးသက်ချက်တိုင်းကအမှန်တယ်မလို့ကျွန်တော်မပြောပါဘူးဒါပေမဲ့ကျွန်တော်တို့တွေအနီးကပ်ဆုံးပေါ့နော်ကျွန်တော်တို့သုံးသက်ချက်လက်တလုံးလုပ်ငန်းချင်းတွေမှာမှန်ညမှမှန်မယ်ဒါပေမဲ့ရေရှည်ကြည့်လာတဲ့အခါကျရင်ခင်ဗျားတို့သဘောပေါက်လာလိမ့်မယ်ခင်ဗျားတို့သဘောပေါက်လာဘာလို့လဲနိုင်ငံတော်အစိုးရတရားတရားအနေနဲ့ကတာမန်လူတိုင်းတွင်းနေအဲ့အစိုးရဟာ ပြောရရင်တိတ်ဟိုဘယ်လိုခေါ်မလဲတုံးစားလို့ရတဲ့အစိုးရမဟုတ်တဲ့ပုံစံဖြစ်သွားလိမ့်မယ်။နိုင်ငံတော်အစိုးရတည့်ရက်ဟာအစိုးရလို့တွေးနိုင်ရမယ်။အဲ့လိုအဲ့တော့ခုလိုဂျင်းတဲ့ချက်တွေဖြစ်နေတဲ့နိုင်ငံတစ်ခုမှာမိဂါမတ်တာတွေးလို့တော့မရဘူး။တာမန်လေးနဲ့တော့မရဘူး။အဲ့တော့ကျွန်တော်တို့အမြင်ပြောတယ်ဒီတက်ချုပ်ကြီးဟာအရင်စမတ်ဖြစ်တယ်လို့ကျွန်တော်ပြောခဲ့တယ်။ပြောဝိုင်းဆဲကြတယ်။ဆဲကျွန်တော်ကောင်းနေမထဲပါဘူး။ဒါပေမဲ့ခင်ဗျားတို့ဒီကနေ့မှာခင်ဗျားတို့မြင်နေရပြီ။ဒီပြောမယ်ဒီ nitro nitro disaster ပေါ့နော်။ဒီတဘာဝဘေးအန္တရာယ်ကြီးဖြစ်လိုက်တဲ့အချိန်။နိုင်ပိုင်းအတွင်းမှာ ဘာလုပ်ရမလဲဘာလုပ်ရမလဲဘာလုပ်ရမလဲချက်ချင်းတောက်ခနဲ့တောက်ခနဲ့တောက်ခနဲ့စီမံဆောင်ရနိုင်တယ်စဉ်းစားကြည့်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့ကတာမန်ပြည်သူနဲ့မတူနိုင်ဘူးကျွန်တော်တို့ကအမြဲတမ်းဟလာဒီအစိုးရအဖွဲ့အုပ်ချုပ်မှုသွာလာမှုပြောဆိုမှုဒါတွေကိုအမြဲမျက်စိတောက်တောက်ကြည့်နေတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကပုံမြင်တယ်ပို့ပြီးတော့မြင်တယ်သူဘလောက်ရှက်ဖြစ်လဲဆိုတာဘလောက်ဝင်နေဘလို့ခေါ်မလဲတခုခုဖြစ်လိုက်တာ ਨੇ ဒါ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 ဒီလိုဒီလိုအခုလုံးနေတာခင်ဗျစဉ်းစားကြည့်အဲ့တော့တစ်ပဲရှိရဒါကဘာလဲဆိုတော့နောက်တစ်ခုကဒီချိန်မှာအစိုးရနဲ့ပြည်သူနဲ့အစိကပ်ဖို့လိုတယ်နော် အဓိကအဖြစ်တော့ဒီ disaster ကြီးကိုဒီတဘောဘေးရနေကြီးကိုခံလိုက်ရတဲ့ပြည်သူတွေဂျားမာပေါ့နော်တချို့ပြည်သူတွေဂျားမာအောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ပြောရရင်တော့နော်ဟိုဘယ်လိုခေါ်မလဲအထက်ကိုအလွန်အကျွံကြောက်မှုကြောင့်ဟို management mismanagement ခေါ်မှာပေါ့ဟိုစီမံဆောင်မှုအလွဲတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်လာရင်လည်းကျွန်တော်သတင်းဌာနတွေပဲဖြစ်ဖြစ်အထက်ကိုကြောက်အောင်ပဲဖြစ်ဖြစ်ပုံစံတည်းနည်းနဲ့ခင်ဗျားတို့ပြောပြကြပါဘာလို့လဲဒီတချို့ကိစ္စတွေကအပေါ်မှာရှိတဲ့အစိုးရလူကြီးတွေဂျားမာအဆင်ပြေသွားမဲ့ကိစ္စတွေရှိတယ်နော်တချို့ကဘာလဲဆိုတော့ဟလာထားပါတော့ကျွန်တော်တို့ ဟိုဘလို့ခေါ်မလဲဒါကျွန်တော်တို့ကိုယ်တိုင်တခါကျကြုံရပါတယ်မပွဲပွဲရှိတယ်ဆိုလို့ရှိရင်လူကြီးတွေက၄နာရီစုပါလို့ပြောလိုက်ရင်အေးဟောလာဒင်းသမားတွေတော့၄နာရီစုပါလို့ပြောလိုက်လို့ရှိရင်အောက်မှာရှိတဲ့ဒါပါတော့ဝန်ထမ်းကသူ့နဲ့အတွက်ကာပါယူပြီးတော့ကျွန်တော်တို့3နာရီမှာစုမယ်အဲ့လိုပဲကျွန်တော်တို့အနီးကအုပ်ချုပ်ရတဲ့ဝန်ထမ်းကလည်းသူ့အတွက်ကာပါယူပြီးတော့5နာရီလောက်မှာစုမယ်အဲ့တော့ကျွန်တော်တို့ကတကယ်လို့ရတဲ့ခါကျတော့5နာရီလောက်ရောက်ကိုတကယ်တကယ်နေလားငါလားသွားတဲ့ခါကျတော့6နာရီလောက်သွားအောင်ဟိုကျွန်တော်ပြောချင်တာဒီအဖြစ်အပျက်ကိုပြောချင်တာမဟုတ်အဲ့လိုပေါ့ အမိတ်ကိုအစစ်စစ်နာခံရတဲ့ဝန်ထမ်းတွေအနေနဲ့ကလည်းသူတို့ဘက်ကသူတို့ safe site တွေယူပြီးတော့လုပ်တာရှိတယ်။အဲ့လိုလုပ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့အောက်ခြေမှာရှိတဲ့တာမန်ပြည်သူတွေအနေနဲ့ဟိုဘယ်လိုခေါ်မလဲအစိုးရအပေါ်မှာရှိတဲ့အစိုးရအပေါ်မှာဟိုလွဲမှားသွားတဲ့အတွေးခေါ်တွေဝင်သွားနိုင်တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကပါလဲဆိုတော့တချို့ကိစ္စတွေကဟလာဒီလိုလူစီမံလိုက်တဲ့ဒါတိုင်ဖြစ်နေပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့တည်င်းဌာနတွေကိုပြောပါဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ဘောက်ကိုလူကြီးကြားနိုင်တဲ့အပေါ်မှာရှိတဲ့အထက်လူကြီးတွေကြားနိုင်လောက်တဲ့နေရာနေပြီးတော့ပြောပါလို့ကျွန်တော်ဒီလိုမျိုးသုံးသပ်ချင်တယ်။လက်ရှိအနေထားမှာတော့ကျွန်တော်တို့ နိုင်ငံတကာသတင်းတွေမှာလည်းပြောရအောင်တော့ကျွန်တော်တို့သုံးသက်လို့ရတဲ့သတင်းတွေအများကြီးရှိတယ်။နှုတ်ဦးဒေါ်နယ်ထရန့်လောက်လိုက်တာနဲ့ပတ်သက်ပြီးတော့ကမ္ဘာမှာတော်တော်လေးကိုဟိုပြောရလို့ရှိရင်ဘယ်လိုခေါ်မလဲ။ဟိုတတိယကမ္ဘာစစ်ဆိုတာဂျီတန်နဲ့မတိုက်ဖ ೇನೆ တကယ် trade war ပေါ့နော်။တကယ်ကုန်သွယ်စစ်ပွဲကြီးဖြစ်သွားပြီလို့တော့ပြောလို့ရတဲ့အခြေအနေတွေဖြစ်နေလက်ရှိအနေအထားမှာ။ဒေါ်နယ်ထရန့်ဦးစင်ကာပူဆိုလို့ရှိရင်စင်ကာပူကပါလေကျွန်တော် Victor Wong လား။သူဆိုလို့ရှိရင်လည်းတော်တော်တုံ့လောက်သွားတယ်စင်ကာပူနိုင်ငံဟာ အချက်အသေးဆုံးခန်းစားရမယ့်နိုင်ငံဖြစ်တယ်ဆိုပြီးဒီလိုတော့တို့တို့ဘာကြောင့်လဲစင်ကာပူကပွဲသားနိုင်ငံတစ်ခုဖြစ်တယ်စင်ကာပူမှာကအဓိကပစ္စည်းတွေကသူကိုယ်နဲ့ထုတ်လုပ်တာမဟုတ်ဘူးဒါပေမဲ့ तू ကတခြားပစ္စည်းတွေကိုသူကဝယ်ထားတယ်ဗျပွဲရုံပေါ့ဗျပွဲရုံလို့တခြားပစ္စည်းတွေကိုတူလောင်းဝင်ပေးတာပြီးလို့ရှိရင် तू ကချောင်းချောင်းဆို तू ကရောင်းတာပေါ့ तू အခုအမေရိကန်ကိုသူတချို့ဟာတွေရောင်းရမယ့်ဟာတွေတော်များအမေရိကန်ကစင်ကာပူလဲအခွန်တက်ကောက်ခံမယ်ဆိုပြီးလုပ်လိုက်တဲ့အတွက်ပစ္စည်းကအခုတချို့ပစ္စည်းတွေတော်များများသူရှိမှပိတ်မိသွားတယ်ပြောရရင်ရှုံးသွားမယ့်ပုံစံဖြစ်နေတယ်နောက်လက်ရှိအနေထားမှာလဲအမေရိကန်စတော့ရှယ်ယာဈေးတွေမှာတနေ့တည်းမှာ9ထရီလီယံ 5 trillion လောက်ရှုံးသွားတယ် stock share ကစားတဲ့လူအဲ့လောက်ထိကိုဖြစ်ကုန်တယ်အဲ့တော့ဂျပန်ကိုလည်း test ကောက်တယ်ကိုရီးယားကိုလည်း test ကောက်တယ်ပြောရရင် Donald Trump ကလက်ရှိနေထားမှာအမေရိကန်လွယ်ပြီးကြံတဲ့လူဘလူမျက်နှာမှမကြည့်ဘူးဆိုတဲ့ပုံစံလုပ်နေနေရှိတယ်အဲ့တော့ကဘာမှလည်းပြောရရင်တော်တော်လေးရိုးရိုးတဲတဲဖြစ်ကုန်တယ်ကျွန်တော်တို့ကပထမထင်တာတရုတ်ကဲဟာလာထားပါတော့အိန္ဒိယတို့ BRICS အဖွဲ့ဝင်နိုင်ငံတွေလောက်ကိုပဲသူကဒီပြောရရင် test တွေကောက်မယ်လို့ကျွန်တော်တို့ကတွက်ထားတာမဟုတ်ဘူးလက်ရှိနေထားမှာသူ့ရဲ့ partner တွေဖြစ်ခဲ့တဲ့စီးပွားရေး partner တွေဖြစ်တဲ့ဂျပန်တို့စင်ကာပူတို့ကိုရီးယားတို့ ကျန်တဲ့နိုင်အဲ့နိုင်ငံတွေအကုန်လုံးမှာဟာလာအခုဆိုလို့ရှိရင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဖြစ်လာတဲ့အဲကျွန်တော်တို့ကိုရီးအုံနေပါလေဗီယက်နမ်တို့ဒီကမ္ဘောဒီးယားတို့ထိုင်းတို့ကိုပါသူအခုန်နေကောက်ပြစ်တာနော်ဒီဒီပြောရရင်တွင်းကုန်တွေပေါ့နော်တွင်းကုန်တွေခုန်နေကောက်ပြစ်တာအဲ့တော့ပြောရရင်အမေရိကန်သူငါနိုင်ငံအတွက်ပဲငါကြည့်မယ်ဆိုတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်ကုန်ဖြစ်ကုန်တော့အရင်ကတရုတ်ကထားပါတော့ဗျာသူနိုင်ငံကိုပဲတရုတ်နိုင်ငံတရုတ်အစိုးရလည်းဒီလိုပဲတွတ်ထားတာတရုတ်ရဲ့အမေရိကန်တွင်းကုန်တွေကိုပဲခုန်ကောက်လိုက်မယ်လို့တွတ်ထားတဲ့အတွက်တရုတ်ကလည်းမလုပ်လဲဆိုတော့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့မှာစိတ်ယုံနေသွားစောက်ထားတယ် ်အခုကအမေရိကန်ကဒုံးဆိုကမ္ဘောဒီးယားနဲ့ဗီယက်နမ်တို့ကခုံနေတိုးကောက်လိုက်တဲ့အခါကျတော့ပြောရရင်တရုတ်တို့အိန္ဒိယတို့ကမျက်နှာကူးဆံပြဖြစ်ကုန်တယ်ကမ္ဘာကြီးမှာတော်တော်လေး discount နေဖြစ်နေတယ်အဲ့ဒါညနေပတ်သက်ပြီးတော့ကျွန်တော် AACC တရဲ့သုံးသပ်ပြပါမယ်။ဘာကြောင့်လဲဆိုလက်ရှိအနေထားမှာဒီကျွန်တော်တို့ဒီငလင်ကျငလင်ဒဏ်ခံလိုက်ရတဲ့လူတွေနေပတ်သက်ပြီးတော့တစ်ကသူတို့အားမငယ်ဘူး။နှစ်ကအစိုးရရဲ့စီမံဆောင်ရွက်ချက်တွေဟာဒါတွေဒါတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့သတင်းထားတာတွေသတင်းသမားတွေနေရှင်းပြဖို့တာဝန်ရှိတယ်ဒါကြောင့်ရင်နောက်တစ်ခုကဘာလဲဆိုတော့ကောလာဟလတွေဖြစ်လာနိုင်တာရဲ့ တို့က miss management ပေါ့နော်စီမံဆောင်မှုအမှားတွေဖြစ်လာနိုင်တာရယ်ဒါတွေကြောင့်မို့ကျွန်တော်တို့ကဒီငလျင်နဲ့ပတ်သက်ပြီးတော့အဓိကသုံးသပ်ပြတာဖြစ်တယ်လို့နော်ကျွန်တော်ဒီလိုပြောချင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဘက်မှာရှိနေတယ်ဟလာဒီဟိုနေ့နေအဲနေရာအခင်းချင်းနေဘာတွေကြောင့်မို့ကျွန်တော်ဒီနေ့တော့အရှိမပြောနိုင်ဘူးဒီလိုပဲကျွန်တော်နောက်၁၀ရက်လောက်အထိကိုကျွန်တော်တိတ်အရင်လိုတနားရီလောက်ကြီးမသုံးသပ်ပြသေးဘူးဗျာနော်အခုတော့နောက်၁၀ရက်လောက်ပြီးမှတကြံပြီးလောက်မှကျွန်တော်တို့လည်းတေးချာကျွန်တော်နေရာထိုင်ကြဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်နော်အခုလက်ရှိနေထားမှကျွန်တော်နေရာထိုင်ကြလေးအတွက်ကို ကြိုးစားနေတုန်းရှိတယ်လို့เนาะဒါကြောင့်မလို့ဒီလောက်နဲ့ပဲကျင်းပ်ပါလို့ပြောနေတယ်ကျွန်တော်မြန်မာဟတ်တော့9ရက်4လ2025ခုနှစ်ရဲ့နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ